င်္ဂလာပါခင်ဗျာဒီနေ့ကတော့ဘန်ကောက်က private university တခုမှဖြစ်ပွားခဲ့တဲ့ဂျင်းမတော်တဆမှုအတွင်းမှာမြန်မာကျောင်းသားလေးတွေဦးတည်ဆုံခဲ့တဲ့အကြောင်းအရာလေးတခုနဲ့မြန်မာကျောင်းသားလေးမိသားစုကနေပြီးတော့မှယနေ့ချိန်ခါမှာတရားမျှတမှုကိုပြန်လည်တောင်းဆိုနေတယ်ဆိုတဲ့အကြောင်းအရာလေးတခုကျွန်တော်ပြပြပေးမှဖြစ်ပါတယ်ခင်ဗျာဒီမတော်တဆမှုက2024ခုနှစ်နိုဝင်ဘာလ18ရက်နေ့တွေကနေပြီးတော့မှဖြစ်ပွားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ယနေ့ချိန်ဒီကျောင်းဘက်ကနေပြီးတော့မှပူပေါင်းဆောင်ရွက်မှုမရှိသေးတဲ့အတွက်ကြောင့်မို့လို့ထိခိုက်နေတဲ့မိသားစုဘက်ကနေပြီးတော့မှတရားမျှတမှုကိုတောင်းဆိုနေတာလည်းဖြစ်ပါတယ်တကယ်တော့ ကြောင်မကနေပြီးတော့မှာပြီးခဲ့တဲ့ရက်ပိုင်းတွင်ရနေပြီးတော့မှာထုတ်ပြန်ချက်တစ်ဆောင်ထုတ်ခဲ့ပေမဲ့လည်းအဲ့ဒီထုတ်ပြန်ချက်ကထိခိုက်နေတဲ့သူမိသားစုတွေအတွက်ကိုကျေနပ်လောက်စေတဲ့အဖြစ်တစ်ခုမှဖြစ်နေခဲ့ပါဘူး။ဒါကြောင့်မို့လို့ကျွန်တော်ဒီကျောင်းကဒီစီလူပြပြပြမှာဖြစ်ပါတယ်ခင်ဗျာ။အရင်ဆုံးအနေနဲ့ယခုပြပြမဲ့အကြောင်းအရာတွေကဖြစ်စဉ်အကြောင်းအရာတွေတော့ပြပြချင်းဖြစ်ပြီးတော့မြည်သည့်လူပုဂ္ဂိုလ်အဖွဲ့အစည်းတစ်စုံတရာပေါ်မှာထိခိုက်နေတဲ့လူစေအလင်းမရှိဘူးဆိုတဲ့အကြောင်းလေးရင်းဆုံးပြပြပြရစီခင်ဗျာ။ဖြစ်စဉ်သေးသေးကိုထိခိုက်နေတဲ့သူရဲ့ညီဖြစ်သူကနေပြီးတော့မှာပြပြတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြပြပြမှာဖြစ်ပါတယ်။ကျောင်းထဲမှာရောက်နေတဲ့အသက်40အရွယ်ကောင်မောင်သမားတစ်ခုကနေပြီးတော့မှာခန်းငွေကိုကွေးလို့မရတဲ့မြင်းတွေတစ်ခုဖြတ်ပြီးတော့ကွေးတဲ့အချိန်မှာတစ်ဖက်ရင် င်ကျုံကနေပြီးတော့မှမောင်းလာတဲ့ထိခိုက်နေတဲ့သူကနေပြီးတော့မှကားကိုကန့်လန့်ပြဝင်တက်ခဲ့မိတာလည်းဖြစ်ပါတယ်ဖြစ်စဉ်သေးသေးကိုသိရှိရဖို့နာအတွက် Samsung University ကနေပြီးတော့မှ CCTV record တွေကိုတောင်းပေမဲ့လည်းကျောင်းမှာရှိနေတဲ့ CCTV တွေအားလုံးကလုံးမလုံးဘူးဆိုပြီးတော့မှ CCTV record တွေပေးဖို့ညှင်းဆန်ခံခဲ့ရတယ်လို့လည်းသိရပါတယ်ဒါအပြင်ကားရဲ့ black box က record ကိုလည်းရယူနိုင်ခြင်းမရှိဘူးလို့လည်းသိရပါတယ်ရင်တက်ပြီးချိန်မှာ ambulance ကိုခေါ်ပါတယ်ဒါပေမဲ့ကျောင်းမှာ stuntman ရှိနေတဲ့ ambulance ကလည်းဘိန်းပေါက်နေတယ်လို့ဆိုပါတယ် ဒါကြောင့်မလို့အပြင်အမ်ဘူလန့်တစ်စီးကိုခေါ်ခဲ့ရပြီးတော့မှအပြင်အမ်ဘူလန့်တစ်စီးကလည်းတနအိမ်ကျော်မှရောက်လာခဲ့တဲ့အတွက်ထိခိုက်နေတဲ့သူကနေ့လည်ကနေပူကျတဲ့အချိန်မှာကတ္တရာလမ်းမပေါ်မှာရင်တက်ခံရတဲ့ကလေးရဆိုလို့ရှိရင်တနအိမ်ကျော်ကြလဲလဲအောင်နေခဲ့ရတယ်လို့လည်းသိရပါတယ် ခရောက်လာတဲ့အချိန်မှာလည်းရင်တန်းမှုဖြစ်နေတဲ့အကြောင်းမလို့ချက်ချင်းချွေးပြောင်းနိုင်ခြင်းမလုပ်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့လည်းအချိန်ဒီပူပြီးကြာခဲ့ရတယ်လို့လည်းသိရပါတယ်။လူနာကအချိန်ဒီမကောင်းတဲ့အတွက်အနည်းဆက်ဆုံးစီးရုံတစ်ခုဖြစ်ပြီးတော့မှအဇမ်ချင်း University နဲ့ချိတ်ဆက်ထားတဲ့ဆိုတဲ့စီးရုံတစ်ခုကိုခေါ်သွားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းစီးရုံကကျောင်းသားရဲ့ passport ကိုတောင်းခဲ့ပြီးတော့ passport ကလည်းကျောင်းသားမှတစ်ခါတည်းမှပါလိုက်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ passport ကိုပြန်ပြီးတော့လည်းယူပေးခဲ့ရတယ်လို့လည်းသိရပါတယ်။ဒါအပြင်ကျောင်းဘက်ကလည်းစီးရုံနဲ့ချိတ်ဆက်ပြောဆိုနိုင်မှုနာအတွက်ဘာသာပြန် တစုံတယောက်မှထည့်ပေးလိုက်နိုင်စွမ်းမရှိတဲ့အတွက်ကြောင့်မလို့ထိခက်နေနိုင်သူမိသားစုဘက်ကနေပြီးတော့မှ Google Translate ကိုဒါအသုံးပြုပြီးတော့မှဆေးရုံမှာဆေးဦးသားမှုဆောင်ရွက်ခဲ့ရတယ်လို့လည်းသိရပါတယ်။ဒါအပြင်ရင်တန်းမှုဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ရေမောင်းဝါဆိုလို့ရှိရင်လည်းဆေးရုံကိုလိုက်လာခဲ့တာမရှိဘဲနဲ့ရဲစခန်းကိုပြေးလာသွားပြီးတော့ခံဝင်ထိုးခဲ့တယ်လို့လည်းသိရပါတယ်။ညနေ၄နာရီလောက်မှာတော့ရင်တန်းမှုဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ရေမောင်းဝါဆေးရုံရောက်လာခဲ့တယ်လို့လည်းသိရပါတယ်။ထိခက်နေနိုင်သူမိသားစုဘက်ကနေပြီးတော့လည်းရဲစခန်းမှာတောက်ရောက်ပြီးတော့မှုဖွင့်ခဲ့ပြီးမှရှေ့မှာလာရောက်တင်ရထားသူကြီးနေတဲ့အတွက်ထိခက်နေနိုင်တဲ့မိသားစုဘက်ကိုရဲစခန်းကနေပြီးတော့မှလည်းတာဝန်ယူပေးခဲ့တာမရှိဘူးလို့လည်းသူရဲ့ပြော ြားချက်တွေရသိရပါတယ်။ပို့လိုက်တဲ့စီအိုမှလည်း new sergeant မရှိတဲ့အတွက်ကြောင့်မို့လို့ new sergeant ရည9နှစ်ကျော်လောက်မှရောက်လာခဲ့ပြီးတော့အဲ့ဒီအချိန်မှာတော့ clear တက်ပြင်ရှင်မှုနာအတွက်တစ်ဆရာခိုင်နှုန်းခန့်မရှိတော့တယ်လို့လည်းဒီကနေ့နာသူမိသားစုရဲ့ပြောပြချက်တွေရသိရပါတယ်။ဘာပဲဖြစ်ဖြစ်နောက်ဆုံးအချိန်ထိတစ်ဆရာခိုင်နှုန်းကျန်နေလေဒီကနေ့နာသူပကတ်နေပြီးတော့မှခွဲစိတ်ကူတာမှုခိုင်မဲဆိုပြီးတော့မှလက်မှတ်ထိုးပေးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့စီအိုပကတ်နေပြီးတော့မှ deposit အနေနဲ့ဘဏ္ဍာသင်တောင်းပါတယ်။ဘဏ္ဍာသင်မပေးလို့ရှိရင်ခွဲစိတ်ကူတာမှုတွေမလုပ်ဘူးဆိုပြီးတော့လည်းပြောဆိုခဲ့တယ်လို့ပြောပါတယ်။ဒါကြောင့်မို့လို့ဒီကနေ့နာသူမိသားစုပကတ်နေပြီးတော့မှဘဏ္ဍာသင်ကိုမှမရမကချချင်ပြီးတော့မှစ ီးအောင်ပေးခဲ့ပြီးတော့စေကူတာမှုခံယူခဲ့ရတယ်လို့လည်းသိရပါတယ်။ဆေးပြက်စရာကောင်းတဲ့ကြောင့်ရတဲ့ခုကတော့အဲ့ဒီအချိန်ထိကိုဇန်ရှင်းယူနီဗာစီတီဘက်ကနေပြီးတော့မှနင့်နာသူမိသားစုဘက်ကိုဆက်သွယ်လာခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။နောက်တနေ့ဆက်ကူရဲ့နေ့မှာတော့ចောင်းသားရဲ့မိခင်ကရောက်ရှိလာခဲ့ပြီးတော့မှចောင်းဘက်ကတာဝန်ရှိသူနှုတ်ကလည်းရောက်လာပြီးအားပေးစကားပြောကြခဲ့တယ်လို့ဆိုပါတယ်။နောက်တနေ့20ရက်နေ့မှာတော့ရင်တန်းမှုဖြစ်ပါခဲ့တဲ့ကလေးကတည်ဆုံခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီအချိန်မှာတော့ရဲတွေရောက်လာပြီးတော့မှရင်းနှီးမှုဖြစ်စဉ်မှာအတူပါဝင်ခဲ့တဲ့နောက်တဲ့ကလေးတယောက်ကမိမယစုံစမ်းတာတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။နင့်နာသူចောင်းသားရဲ့ညီအစ်ကိုပြပြချက်တွေရဆိုလို့ရှိရင်တော့အမေကတော့လုံးဝကိုလဲသားပြီး အင်မြန်နိုင်နေခဲ့ရပါတယ်ကျွန်တော်နဲ့တငငင်းတချို့ပဲရှိနေခဲ့တာပါ insurance ကိစ္စတွေဒါအရင်ပြောနေခဲ့ကြပြီးတော့အကြောင်းကအကြောင်းသားရေးရဆရာမကခေါ်လာတဲ့အကြောင်းသူကဒါကျွန်တော်တို့အတွက်စကားပြန်လုပ်ပေးနေခဲ့ပါတယ်သူလည်းတက်နိုင်တယ်လို့ကူညီပါတယ်ဒါပေမဲ့သူလည်းအကျွမ်းကြီးမဟုတ်တဲ့အတွက်လူရင်းတော့သိမ့်မရပါဘူးပူပူနုနေမိသားစုဝင်ဆုံးချုံထားခဲ့ရတဲ့ကျွန်တော်နဲ့တက်ရှင်ချန်နေခဲ့တဲ့ညီလေးရောဘာပြောရမှမသိဘာလုပ်ရမှမသိရန်ကုန်ချိုးရနေတဲ့အချိန်ကြီးပါအဲ့ဒီအချိန်မှာ BBA ကတာဝန်ရှိသူဆိုတဲ့ဆရာမတကူကရောက်လာပြီးတော့မှမြန်မာနိုင်ငံသားတွေပေါ်မှာဆော်ကားတဲ့အုံလုံးကိုပြောခဲ့တယ်လို့လည်းသိရပါတယ်သူတို့တွေကမှန်တာမရှိဘူး သူများနိုင်ငံမှာနေခြင်းနဲ့ဆိုလို့ရှိရင်သူများနိုင်ငံသားတွေကိုလေးစားရမယ်ဆိုတဲ့အချင်းဒီတိပြောခဲ့တယ်လို့လည်းသိရပါတယ်။ရင်တိုင်မှုမှာပေါင်ရင်တိုင်မှုမှာပါဝင်တဲ့မြန်မာကျောင်းသားတည်ဆုံပြီးတဲ့နောက်မှာတော့စီယုံဘက်ကနေပြီးတော့မှစီယုံစင်းအနေနဲ့ပနက်သိန်းထပ်တောင်းတယ်လို့လည်းသိရပါတယ်။အဲ့ဒီပနက်သိန်းကိုကျောင်းဘက်တာဝန်ရှိသူတွေနဲ့ရင်တိုင်မှုမှာပါဝင်ခဲ့တဲ့ရင်မောင်းတို့ကိုကူညီတောင်းခဲ့ပြီးမှကျောင်းဘက်ကလည်းတာဝန်မယူပေးတဲ့အပြင်ရင်တိုင်မှုမှာပါဝင်ခဲ့တဲ့ရင်မောင်းကလည်းပေးစရာမရှိဘူးဆိုပြီးတော့တင်းခတ်နေခဲ့ရတဲ့အတွက်ကြောင့်မလို့ထိခိုက်နေတဲ့မိသားစုကနေပြီးတော့ပနက်သိန်းကိုချာချန်ပြီးတော့ရင်ခွဲရုံကနေပြီးတော့မှအလောင်းကိုထုတ်ခဲ့ရတယ်လို့လည်းသိရပါတယ်။၂၁ရက်နေ့မှာတော့ထိခိုက်နေတဲ့ မိသားစုဘက်ကနေပြီးတော့မှတရားစွဲဆိုမှုတွေလုပ်ခဲ့ပြီးတော့မှရဲစခန်းမှာစကားပြောကြတယ်လို့လည်းသိရပါတယ်။အဲ့ဒီအချိန်မှာတော့ကျောင်းသားရဲဟာဆီယမဆူသူကနေပြီးတော့မှဖဏ္ဍောင်းလာပေးပြီးရှင်တက်မှုမှာပါဝင်ခဲ့တဲ့ရင်မောင်းကနေပြီးတော့မှနိုင်ရေးစည်းအတွက်တုံးစီခြင်းလို့ဆိုပြီးတော့ပြောတယ်လို့လည်းသိရပါတယ်။ ဒါပေမဲ့လက်ထိကနေနာလူမိသားစုဘက်ကတည်းကမှတုံ့ပြန်တီတီညှင်းဆိုခဲ့တယ်ဆိုပြီးတော့ပြောထားပါတယ်။မင်းနဲ့ရှင်းစာတွေ့ဆုံစကားပြောနေတဲ့အချိန်မှာလည်းရင်မောင်းနဲ့ចောင်းသားကြီးရဲ့ဆီယမကရင်မောင်းပြွှွှင်နေခဲ့တယ်ဆိုပြီးတော့လည်းထိကနေနာလူမိသားစုဘက်ကနေပြီးတော့မှသူ့ရဲ့ခန်းစားချက်ကိုပြောပြလာတာလည်းတွေ့ရပါတယ်။ရင်ခွဲရုံကနေပြီးတော့မှနိုင်ရေးချင်းမမဲ့နေရာကိုပို့ဆောင်ပြီးပြီးတော့မှနိုင်ရေးအတွက်ကုန်ကျငွေတွေကိုចောင်းဘက်ကနေတာဝန်ယူမယ်ဆိုပြီးတော့ဘာသာပြန်ကလေးမကနေတစဉ်ပြောလာတယ်လို့လည်းသိရပါတယ်။အဲ့လိုရင်မောင်းနေတာကိုចောင်းသားမိသားစုဘက်ကနေပြီးတော့မှစိတ်အဆင်မပြေတိုင်းနဲ့နောက်ရဲ့ကြမှာရှင်းနေခုန်ပြီးလာခဲ့မယ်လို့ပြောခဲ့တယ်လို့လည်းဆိုပါတယ်။ចောင်းသားကြီးရဘက်ကတော့အမှုဖွင့်မယ်ဆိုလို့ရှိရင်သူတို့ဘက်ကလိုက်ပါကူညီတာဒါနောက်ဆုံးပဲလို့ပြောပြီးတော့ပြန်သွားတယ်လို့လည်း varé. အနောက်ဘက်မှာတော့ကျောင်းသားကြီးရာနေပြီးတော့မှသူတို့စီစဉ်ပေးတဲ့ရှင်းနေကိုပဲသုံးဖို့နာဆိုပြီးတော့လက်ကန်းလန်းခဲ့တယ်လို့လည်းသိရပါတယ်။ဒါပေမဲ့လည်းကျောင်းသားမိသားစုဘက်ကနေပြီးတော့မှညှင်းဆိုးခဲ့တယ်ဆိုပြီးတော့ပြောထားတာလည်းတွေ့ရပါတယ်။နိုင်ခန်းနဲ့ချင်မတဲ့နေမှာတော့ရင်ဝဲယုံသူတို့တွေအရင်ရောက်ရှိနေကြတယ်လို့လည်းဆိုပါတယ်။ဒီကနေ့နာသူကျောင်းသားရဲ့မိသားစုဝင်တွေကသူတို့ချေရင်သွားပြီးတော့မှအဲ့ဒီဝဝီတစ်ချောင်းမှာလည်းရေမိုးပြွှင်စံနဲ့ချိန်နေခဲ့ကြတာကိုကျောင်းသားမိသားစုကစိတ်မကောင်းစာနဲ့တွေးခဲ့ရတယ်လို့လည်းပြောပါတယ်။ဒါ ው လည်းနေ့တကနေ့နာသူမိသားစုကနေပြီးတော့မှဗီဒီယို record လုပ်ထားတယ်ဆိုပြီးတော့လည်းပြောထားတာရှိပါတယ်။ဒီကတည်ဆုံခဲ့တဲ့ကျောင်းသားရဲ့ညီဖြစ်သူကနေပြီးတော့မှမနေ့ကပေးခဲ့တဲ့ပတ်စံ2000ကိစ္စနဲ့တော ပြီးတော့မှမေးတယ်လို့ဆိုပါတယ်သူကအဆင်ပြေခြင်းလို့လုပ်တာပါဆိုပြီးတော့မှပြောခဲ့တယ်လို့ပြောပါတယ်ကျောင်းသားမိသားစုဘက်ကနေပြီးတော့မှဘာလို့လိန်တာလဲလို့မေးတဲ့အခါမှာတော့သူအကောင်းဆုံးလုပ်ပေးနေတာလို့ဒါပြောခဲ့တယ်လို့လည်းဆိုပါတယ်မိသားစုရင်တီးပြီးပြီးလို့ပါလားမိသားစုဆန္ဒမပေါ်ရင်ဘာလို့လက်ခံထားတာလဲ ကျောင်းကနေကောင်းဆုံးလုပ်ပေးမယ်ဆိုပြီးတော့မှဘာလို့ကောင်းဆုံးမလုပ်ပေးတာလဲဆိုတော့ထက်ကိုစာတင်ပြီးစီဝေးထိုင်ရသေးတယ်စီဝေးအဆုံးဖြတ်ချက်ကြတော့မှလုံးလို့ရတာမလို့ပါဆိုပြီးတော့ပြောခဲ့တယ်လို့လည်းသိရပါတယ်။နိုင်ရခဏနေ့မှာလည်းတည်ဆုံခဲ့တဲ့ကျောင်းသားရဲ့ညီဖြစ်သူကနေပြီးတော့မှသူတွေ့ကြုံခံစားခဲ့ရတဲ့ခံစားချက်လေးတွေခုလိုမျိုးရေးထားတာတွေ့ရပါသေးတယ်။နိုင်ရရောက်တော့ကျွန်တော်ကိုအများကြီးအကူအညီပံ့ပိုးပေးနေတဲ့မြန်မာဆရာမကိုခြေတလုံးဖတ်မှတ်တဲ့ကလေးတွေထင်လွဲတာဟုဆိုပြီးငိုပြီးပြောသွားပါတယ်။နိုင်ရမှာလည်း Ascension University Student Affair ကဆရာဆီစဉ်ပေးတယ်ဆိုတော့ ခမ်းမမှာပန်းတပွင့်ရေတပူမရှိနေခဲ့ဘူးလို့ပြေးဝေရခဲ့ပါတယ်။ကာရှာမတူညီတဲ့အတွက်ထိုင်းရောမြန်မာရောနဲ့ပါပေးတရားနာပြီးဖို့ဖုန်းဖုန်းတွေကိုလည်းကိုယ်တိုင်တောင်းဆိုခဲ့ရပါတယ်။ကျူတင်ရောင်းနှင်ပြီးခမ်းမအဆင်ပြေမပြေကြည့်ကျင်တော့လည်းဝင်ခွင့်မရခဲ့ပါ။အကိုကူမတေချူကင်အဆမ်ချင်းယူနီဘာစီတီနဲ့မသက်ဆိုင်တော့ကြောင်း ်အမိတ်ပြန်နဲ့လာရောက်ပြောကြပေးဖို့ VME ကိုကြိုတင်ကြောင်းကြားတော့လဲ assistant တာဝန်ရှိသူတာရောက်လာပြီးနာမည်တော်မသိ ID လည်းမသိဘာမှမသိရုပ်ပေါက်စွာရောက်လာခဲ့တဲ့ပြင်အင်္ဂလိပ်လိုလေးလုံးမကွဲလို့အားလုံးတရားနာနေချိန်သူကကျွန်တော်ဘေးမှာဖုန်းကြီးကြည့်ပြီးတခြားဆရာတယောက်သူ့ကိုလက်တန်းရေးပေးလိုက်ရတဲ့စာကိုအလွတ်ထိုင်ချက်နေခဲ့တာပါဆိုပြီးတော့မှသူရဲ့ခံစားချက်တွေကိုဖော်ပြထားတာလည်းတွေ့ရပါတယ် ခုချိန်မှာတော့ចောင်းသားမိသားစုဘက်ကနေပြီးတော့မှဒီကနေ့နာမှုတွေနဲ့ယခုလိုမျိုးတာဝန်မဲ့မှုတွေအတွက် Assumption University ဘက်ကနေပြီးတော့မှတရားမျှတမှုတွေကိုတောင်းဆိုနေတယ်လို့လည်းသိရပါတယ်။ယခုသတင်းတွေကိုမြန်မာသတင်းနေတာမှာကထိုင်းသတင်းတွေမှာပါလဲဖော်ပြနေကြတာလည်းတွေ့ရပါတယ်။နောက်ဆုံးတရားစွာရတာကအမှုကိုတရားရုံးကိုတင်ုံမဲရှိပါသေးတယ်။အဆဆရရနှောင့်နှင်းနေခဲ့ပါတယ်။ ကာသမားကတော့အပြင်မှာနေနေရတုံးပဲကာသမားကိုတော့တာဝန်ပြက်ကွက်သူတွေရောထိတိယရောရေးယူပေးနိုင်မှုကျွန်တော်တို့စူးစမ်းနေစေဖြစ်ပါတယ်ဟုတ်တွေ့ညီဖြစ်သူကဆိုတယ်လို့သတင်းတပုတ်မှာလည်းဖော်ပြထားတာတွေ့ရပါတယ်2024ခုနှစ်နိုဝင်ဘာလ18ရက်နေ့တွေကဖြစ်ခဲ့တဲ့ဒီမတော်တဆမှုအကြောင်းအဆန်းချင်း University ဘက်ကနေပြီးတော့မှတလုံးတပါးတာများဟားခဲ့တာအခုချိန်ထိမရှိခဲ့ပါဘူးပြီးခဲ့တဲ့လမှာထိခဲ့နေတဲ့သူရဲ့ညီဖြစ်သူကနေပြီးတော့မှလကုအကြောင်းအရာတွေကိုဖော်ထုတ်လာပြီးတဲ့နောက်မှာတော့ ဒီကျောင်းရတွေကို Samsun University ရဲ့ PhD ရဲ့ comment နေမှာတွားပြီးတော့မှတရားမျှတမှုလူချင်းနဲ့မြန်မာပြည်သူတွေကနေ comment နေရနေပြီးတော့မှတစင်တောင်းဆိုခဲ့ကြလို့ Samsun University က Facebook page ရဲ့ comment တွေကိုပိတ်ချလိုက်ပြီးတော့မှပြီးခဲ့တဲ့ပတ်ကနေပြီးတော့မှထုတ်ပြန်စာတစ်စောင်ထုတ်ပြန်လာတာပါဒါကလည်းဒီပြဿနာတွေအလုံးဝထိုင်းသတင်းတွေမှာပါပါဝင်လာပြီးတော့မှမြန်မာသတင်းတွေမှာလည်းတွင်းတွင်းကျကျဖော်ပြလာတဲ့အတွက်ကြောင့်မလို့ Samsun University ဘက်ကနေပြီးတော့မှပြီးခဲ့တဲ့ပတ်ကထုတ်ပြန်ချက်တကူထုတ်ပြန်လာခဲ့တာပါအဲ့ဒီထုတ်ပြန်ချက်မှာလည်းလုံလောက်တဲ့တောင်းပန်မှုမျိုးလုံလောက်တဲ့စီမံခန့်ခွဲမှုမျိုးမတွေ့ရဘဲနဲ့ယခုဖြစ်ခဲ့တဲ့အကြောင်းအရာအတွက်ဒီကနေ့နာသူရဲ့ညီကို Semester တဝက်စာ aku. ကျောင်းသားကကင်းလုံးဝတ်ပေးမယ်ဆိုတဲ့အကြောင်းအရာတစ်ခုတည်းကိုပဲထုတ်ပြန်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မှမကြည်နဲ့ချက်တွေဖြစ်လာခဲ့ကြရတာလည်းဖြစ်ပါတယ်။ယခုနောက်ဆုံးသိရတဲ့သတင်းတွေကတော့ဒီကနေ့နိုင်သူမိသားစုကနေပြီးတော့မှယခုအကြောင်းအရာတွေအလုံးတရားစွဲဆိုထားတယ်လို့လည်းသိရပါတယ်။ဖြစ်ပေါ်ခဲ့တဲ့သတင်းချင်းချုပ်ကတော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာ။ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လည်းထိုင်းသတင်းတွေမြန်မာသတင်းတွေမှာဟိုလိလိကျော်ကျော်ဖြစ်နေပါတယ်။ဒါအပြင်ထိုင်းက Assumption University မှာတက်ရောက်နေတဲ့ကျောင်းသားတွေရဲ့ဘက်ကနေပြီးတော့မှလည်းဒီမှုတွေမှာပေါဝင်ကူညီပေးနေတယ်လို့လည်းသိရပါတယ်။ထပ်ပြီးတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့သိရတဲ့ update တွေရှိရင်လည်းကျွန်တော်ထပ်ပြီးတော့ပြပြပေးပါမယ်ခင်ဗျာ။ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကတော့ဒီ ည်လောက်ပါပဲခင်ဗျာအားလုံးပဲစီမီရှုံးမိကြပါစေခင်ဗျာတရားမျှတမှုရရှိနိုင်ကြပါစေလို့လည်းဆုတောင်းပေးပါတယ်ခင်ဗျာ